ကဲဒီနေ့မှာတော့2026ကမ္ဘာဖလားကိုဒါခြေစစ်ပွဲပထမဆုံးအောင်မြင်သွားတဲ့ကျွန်တော်ဂျပန်အသင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဆွေးနွေးသုံးသပ်မယ်2026မှာတော့ ဂျပန်အသင်းအနေနဲ့ဒါ World Cup မှာကျွန်တော်ဘလောက်ထိစွမ်းဆောင်ပြသွားမလဲကျွန်တော်ရှေ့ကဒါ World Cup အတိုင်းမှာဆိုလို့ရှိရင်လည်းဂျပန်အသင်းကဒါသူ့အနေထားတစ်ခုရောက်အောင်အမြဲတမ်းလုပ်ပြရတယ်ကျွန်ဒီအာရှအသင်းတွေမှာဆိုလို့ရှိရင်ကျွန်ဂျပန်နဲ့ဒါ South Korea ကကျွန်တော်အမြဲတမ်းဒီခြေစစ်ပွဲအောင်လို့ပြီးလို့ရှိရင်လည်းဒီ Knockout အဆင့်ကိုအမြဲတမ်းတက်တယ်ကျွန်အုပ်စုအဆင့်ကနေပြီးတော့အမြဲတမ်းနောက်ဆင့်တက်တယ်ဂျပန်ကတော့ပို့ပြီးတော့တေးကြပါပေါ့ကျွန်ဒီ1998နောက်ပိုင်းအဲ့ဒီကနေပြီးတော့ဂျပန်ခြေစစ်ပွဲစအောင်နဲ့အဲ့ဒီကနေပြီးတော့အခုလက်ရှိဒါ2026 ठी ဒါတို့ အများတန်းကျော်ခြေစစ်ပွဲအောင်ခဲ့တယ်ဗျာပုံမှန်ဒါဝေါ်ကလပ်တိုင်းမှာဂျပန်ကခြေစစ်ပွဲအောင်တယ်ကိုရီးယားလည်းခြေစစ်ပွဲအောင်တယ်ဒါပေမဲ့ကိုရီးယားကတခါလေကြားလို့ရှိရင်ကျုပ်ဒီအုပ်စုမတက်တာမျိုးရှိတယ်ဂျပန်ကအဲ့လိုမဟုတ်ဘူးအများတန်းအုပ်စုအဆင့်တက်ပြီးတော့မှဒါ knock out အဆင့်ကနေပြီးတော့လှည့်ပြန်ခဲ့ရတာမျိုးဒါဒီလိုမျိုးအများတန်းကြုံရတယ်အားကြောင့်မလို့ဒီ2026ကမ္ဘာဖလားမှာကိုဂျပန်အသင်းအနေနဲ့ဘလောက်ထိစွမ်းဆောင်နိုင်မလဲဒီခြေစစ်ပွဲကိုရောသူတို့အနေနဲ့ဘလို့ဒီဖြတ်တန်းလာရလဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဒါပြည်သက်ကြီးကိုဆွေးနွေးသုံးသပ်ပြီးတော့မှဖြစ်ပါတယ် ဂျပန်အသင်းကကျော်ဒီခြေစစ်ပွဲကိုသုံးဆင့်ကစားပြီးတဲ့အချိန်မှာကျော်ဒုတိယဒါအဆင့်မှာတော့ဆိုလို့ရှိရင်ကျော်အာရှကကျော်မြန်မာအသင်းနဲ့လည်းအုပ်စုတစ်ခုတည်းကြားခဲ့တယ်ဂျပန်ရဲ့ကျော်မြောက်ကိုရီးယားရဲ့ပြီးလို့ရှိရင်ကျော်ဆီးရီးယားရဲ့မြန်မာရဲ့ဒီ၄သင်းပေါ့ဒီ၄သင်းမှာကျော်ဂျပန်ကလုံးဝရှုံးပွဲမရှိဆိုတဲ့ရလက်နဲ့ကျော်ဒီအဆင့်၁နေရာနေပြီးတော့ရသွားတယ်ပြီးလို့ရှိရင်အဆင့်၂ကကျော်နော့ကိုရီးယား ဒီမြောက်ကိုရီးယားပေါ့မြောက်ကိုရီးယားဆိုတော့ဒါဒီနှစ်သင်းကနောက်ဆင့်ကိုတက်သွားတယ်ကြောအဆင့်ဒါနောက်ထပ်နောက်ဆုံးအဆင့်ပေါ့ဒါ third round မှာဆိုလို့ရှိရင်ကြောဂျပန်အသင်းကကြောစုစုပေါင်းအုပ်စုက3စုရှိတယ်ကြောအသင်းစုစုပေါင်းကြော6သင်းကစားရတယ်6သင်းမှာကြောနှစ်သင်းကအော်တိုတက်မယ်ကြောနှစ်သင်းက playoff ကစားရမယ်နှစ်သင်းတင်းနဲ့နှစ်နဲ့ကကြောအော်တိုတက်မယ်ဒါအော်တိုချေးစပွဲအောင်မယ်ပေါ့ဗျာပြီးလို့ရှိရင်အဆင့်3နဲ့4နဲ့က playoff ထပ်ပြီးတော့ကစားရမယ်အဲ့လိုမျိုးဆိုတော့အခုလက်ရှိဂျပန်ကြာနေတဲ့အသင်းမှာသူတို့က9ပွဲထိတောင် ကစားပြီးသွားပြီကျော်ခုနပွဲကစားပြီးသွားတဲ့အချိန်နေမှာကျော်ဂျပန်အသင်းကဘလို့လို့ခြေစစ်ပွဲကိုပထမဆုံးအောင်တဲ့အသင်းဖြစ်လဲဆိုတော့သူကစွတ်စွတ်ပေါင်းကျွန်တော်တို့ဒီ16မှတ်ထိရသွားပြီကျော်ခုနပွဲကစားပြီးတော့နောက်ထပ်3ပွဲကျန်သေးတယ်အဲ့ဒါကကျော်ဩစတြေးလျရဲ့ပြီးလို့ရှိရင် sorry Arabia ရဲ့ Indonesia ရဲ့ဒါဒီ3သင်းပဲဆိုတော့သူ့အနေနဲ့ဒီ3သင်းကဘလို့ရလက်ပဲဖြစ်ဖြစ်သူ့အောက်ကဒါဂျပန်ရဲ့အောက်မှာအဆင့်နှစ်နေရာမှာရက်တည်နေရဩစတြေးလျဩစတြေးလျကသူက7မှတ်ပဲရသေးတာဆိုတော့6မှတ်တောင်ပြတ်တယ်ဆိုတော့ဂျပန်ကအော်တိုဒါနောက်ဆင့်ကိုတက်သွားပြီသူ ူအမှတ်ဒီတော့ကျန်လက်ကျန်သုံးပွဲလုံးရှုံးသွားခဲ့တယ်ဆိုလို့ရှိရင်တော့ဩစတြေးလျသူ့ကိုမှီဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဘာလို့ဆိုတော့ကိုးကွာချားချက်အရပါသူတို့အနေနဲ့ဒါဂျပန်ကအများကြီးတာတာဖြစ်တဲ့ကြောင့်မို့ဂျပန်ကတော့ကျွန်တော်2026ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအတွက်ဒါပထမအဆုံးခြေစစ်ပွဲအောင်တဲ့အသင်းဖြစ်ဒါမှတ်တမ်းဝင်သွားပါပြီခုဆိုလို့ချင်းကျွန်တော်ဂျပန်ကကျွန်တော်2026 World Cup မှာကျွန်တော်တွေ့ရတော့မယ်ဒီ World Cup ကရှေ့ကနှစ်တွေတုန်းကဆိုလို့ရှိရင်လည်းဂျပန်ကအမြဲတမ်း ကျွန်တော်ဒီအာရှအသင်းတွေမှာဆိုလို့ရှိရင်ဂျပန်နဲ့ကိုရီးယားနဲ့အများတန်းသူတို့နေရာတစ်ခုထိရအောင်လုပ်ပြတယ်။အုပ်စုအဆင့်ကနေတော့မဟုတ်ဘူးဒီနော်အဆင့်တို့ဒါကိုရီးယားဆိုလို့ရှိရင်ကျွန်တော်ဆီမီဖိုင်နယ်အဆင့်နေထိတော့ တက်ခဲ့ဘူးတယ်ပေါ့ဒါပေမဲ့ဂျပန်ကတော့အမြင့်ဆုံးကျော် semi final ထိတော့တော့မတက်ဘူးပဲမယ်ဒီ16သင်းအဆင့်ကျော်ဒီ quarter final တို့ဒါဒီလောက်ထိတော့ဂျပန်အနေနဲ့ဒါကစားဘူးခဲ့တယ်ပေါ့ဒါဒါသူတို့ရဲ့ဒါမှတ်တမ်းတွေဒါကမ္ဘာဖလားရတာမျိုးတော့မရှိသေးဘူးဒါပေမဲ့ဂျပန်ရဲ့ခြေစွမ်းကတဖြည်းဖြည်းနဲ့ကျော်ပို့ပို့ပြီးတော့ကောင်းလာတယ်တကယ် quality player တွေလည်းများလာတယ်ကျော်အခုဥရောပမှာလည်းသူတို့ဒါဂျပန်လက်ရွေးစစ်အသင်းကနေပြီးတော့ရွေးထားတဲ့ကစားသမားတော်တော်များများကလည်းခြေစွမ်းတွေပြနေရဖြစ်တဲ့အကြောင်းမလို့ဂျပန်အသင်းကခြေက walk letter ပို့ပြီးတော့ ဒီ World Cup ကဂျပန်သင်းပို့ပြီးတော့တောင်းတင်းလိမ့်မယ်လို့ထင်တယ်။2022တုန်းကလည်းဂျပန်သင်းကသူအထိုက်လျောက်လုပ်ပြသွားတယ်။ဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်ကဂျပန်သင်းကိုပို့ပြီးတော့မျှော်လင့်တယ်။ဘာလို့လဲဆိုတော့ဂျပန်နဲ့ကိုရီးယားနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်ကိုရီးယားကကောင်းတော့ကောင်းတယ်။ဒါပေမဲ့လည်းဂျပန်ကိုကျွန်တော်ကဒီနီးစနစ်ကစားပုံတွေပို့ကြိုက်တယ်။ဂျပန်နီးပြရဲ့ဒါသူ့ရဲ့နီးစနစ်တွေကတော်တီတောင်ကိုရီးယားရဲ့ကစားပုံတက်ဂျပန်ရဲ့ ဒါကစားပုံကပို့ပြီးတော့ကြစ်လစ်တယ်ဗျဒီ2022မှာပို့ပြီးတော့တည်တာတယ်ဒီ2026ကျော်ကမ္ဘာဖလားမှာဂျပန်အသင်းနေတီထပ်ပို့ပြီးတော့ဒါကျော်မနစ်ကဒီ2022တုန်းကထပ်ပို့ပြီးတော့လုပ်ပြနိုင်လိမ့်မယ်ဆိုတာလည်းယုံကြည်ပါတယ်ကျော်ဒါ quarter final တို့ semi final တို့ ီကျွန်တော်လည်းမျှော်လင့်နေတဲ့ဂျပန်အသင်းကိုဒါပေမဲ့လက်ရှိမှာဆိုလို့ရှိရင်လည်းကျွန်တော်စပိန်တို့ဒါပြင်သစ်တို့ဒီအသင်းတွေကလည်းတော်တော်လေးကိုဒါ strong နေလူငယ်ကစားသမားလေးတော်တော်များများပေါ်ထွက်နေတာဖြစ်တဲ့အကြောင်းမလို့ဒီအသင်းတွေကိုလည်းဒါတတိကြီးကြီးထားရမှာပဲဒါပေမဲ့ဒါဂုံဂျာကတော့ကျွန်တော်အာရှအသင်းတွေထဲမှာဒါဂျပန်အသင်းကကျွန်တော်ပထမဦးဆုံးဒါ2026 World Cup အတွက်ခြေစစ်ပွဲအောင်သွားတဲ့အသင်းဖြစ်တာမှတ်တမ်းဝင်သွားပါပြီဒါပြိသက်ကြီးအမြင်မှာဆိုလို့ရှိရင်ရောဂျပန်အသင်းကဒါ2026 World Cup ပြိုင်ပွဲမှာဘယ်လောက်ထိအောင်မြင်မှုတွေရလိမ့်မယ်လို့ထင်လဲ ဘယ်အဆင့်ထိရောက်နိုင်လိမ့်မယ်လို့ထင်လဲ comment မှာဝင်ရောက်ဆွေးနွေးပေးသားကြပါအောင် MM Media ကိုအစောနေ့ရှိပေးကြတဲ့ပရိသတ်တယောက်ရှိနိုင်ကိုသူပဲကျေးဇူးတင်ရှိပါတယ်အာကသာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျော် MM Media ရဲ့ Facebook YouTube TikTok တို့ကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘလုံးမွေးဒါလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များနေတယ်လဲ www.mmmedia.stream မှာခါမဲ့ဒါလိုက်ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရောအစီအစဉ်တက်ဆက်သူ90ပါ